ကမ်ဘောဒီးယားနဲ့တရုတ်ဟာ၎င်းတို့နိုင်ငံကြားအကြီးမားဆုံးပူရဲစီရီလေကျင်းမှုတွေကိုမေ14ရက်ကစတင်ပြုလုပ်ခဲ့ပြီးအဆိုပါစီရီလေကျင်းမှုမှာလက်နက်ကြီးတွေစစ်သည်မော်တွေနဲ့စစ်မြေပြင်သုံးစစ်ရုပ်ခွဲတွေအပါအဝင်တရုတ်ရဲ့ခင်မီစစ်လက်နက်ပစ္စည်းတွေပါဝင်ခဲ့ပါတယ် ကမ်ဘောဒီးယားဟာတရုတ်ရဲ့ကာလာကြာရှည်မဟာမိတ်ဖြစ်ခဲ့ပြီးတရုတ်ထံကနေဒေါ်လာဘီလီယံချီတန်ကြေးရှိတဲ့ယင်းနည်းမြုံနယ်မှုတွေရရှိခဲ့ကောင်အမေရိကန်ကတော့တရုတ်ဟာဒေတာရင်းဩဇာလွှမ်းမိုးမှုကိုချဲ့ထွင်ဖို့ထိုင်းပင်လယ်ကွေးမှာရှိတဲ့ကမ်ဘောဒီးယားရေတပ်စခန်းကိုအသုံးချမဲ့အရေးကိုစိုးရိမ်ကြောင်းပြောကြားခဲ့ပါတယ်မေ28ရက်အထိပြုလုပ်မဲ့ဒီစီရေးလေ့ကျင့်မှုတွေမှာတရုတ်စစ်မှုထမ်း900နီးပါးနဲ့ကမ္ဘောဒီးယားစစ်သား1300ကျော်ပါဝင်ခဲ့ကြောင်းတော်ဝင်ကမ္ဘောဒီးယားစစ်တပ် RCAF ကထုတ်ပြန်ခဲ့ပါတယ်။ ဒီစင်းလေးချင်းမှုတွေမှာခြေကားကားတွေရဟတ်ရင်တွေစစ်သည်မော်တွေကင်းလက် drone တွေနဲ့စစ်မြေပြင်သုံးစက်ရုပ်ခွေးတွေအပါအဝင်တရုတ်စစ်တပ်ရဲ့ခင်မှုလက်နက်ပစ္စည်းတွေပါဝင်မယ်လို့ထုတ်ပြန်ကြမှာဖော်ပြခဲ့ပါတယ်။နိုင်ငံစစ်တပ်ကြားပိုးပေါင်းဆောင်ရွက်မှုနဲ့ဆက်ဆံရေးကိုပုံမညှင့်တင်မှုနှစ်စဉ်စီးလေးချင်းမှုတွေပြုလုပ်တာဖြစ်ကြောင်း RCAF ကထုတ်ပြန်ခဲ့ပါတယ်။အခုစီးလေးချင်းမှုတွေမှာပါဝင်တဲ့စစ်မှုထမ်းအရေးအတွက်နဲ့လက်နက်ပစ္စည်းတွေဟာအရင်နှစ်ကစီးလေးချင်းမှုထက်ပုံမများပြားပါတယ်လို့ RCAF ပြောရေးဆိုခွင့်ရှိသူ သွန်းဆိုလီမာက AFP သတင်းအေဂျင်စီကိုပြောပါရယ်။ကမ္ဘောဒီးယားဟာတရုတ်ထံကနေစစ်သမောနှစ်စင်းကိုလက်ခံရရှိမှာဖြစ်ပါတယ်။ပထမကြိမ် Gold Dragon စီးရီးလေးကြိမ်မှုကို2016ခုနှစ်ကစတင်ခဲ့ပြီ 2018ခုနှစ်အစောပိုင်းမှာကမ်ဘောဒီးယားဟာအမေရိကန်နဲ့9နှစ်ကြာပြည်လုခဲ့တဲ့ Angkor Sentinel အမည်ရှိတဲ့ပူရဲစီရီလေးကျင်းမှုကိုဖျက်သိမ်းခဲ့ပါတယ်။တရုတ်သမ္မတရှီကျင်းပင်ဟာနှစ်နိုင်ငံဆက်ဆံရေးကိုမြင့်တင်ဖို့ဧပြီလအတွင်းကကမ်ဘောဒီးယားကိုလာရောက်ခဲ့တဲ့နှစ်ရက်ကြာခရီးစဉ်အပြီးမှာအခုစီရီလေးကျင်းမှုတွေကိုပြုလုပ်ခဲ့တာဖြစ်ပါတယ်။